မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဟာမန္တလေးတိုင်းဒေသကြီးအတွင်းကနိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပြီးလှုပ်လှက်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းတော်မတ်ဝေမာထွန်းကတင်ပြထားပါရှင်။ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ကတိုင်းဒေသကြီးအတွင်းမှာရှိတဲ့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပြီးဒါမဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာဖို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာမန္တလေးအခြေစိုက်လူမှုရေးအသင်းအဖွဲ့တွေကိုပါဖိတ်ကြားခဲ့ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ဝိုင်းဝန်းလှုံ့ဆော်ကြဖို့နဲ့ကြိုတင်မဲ့ကိစ္စတွေကိုအဓိကထားဆွေးနွေးခဲ့ကြပါတယ်။ သူ့ဥပဒေနဲ့အညီကျုံနေပေးရမယ်ဒီစပေးလို့ရအဲ့လူတွေပေးလို့ရှိရင်သွားမယ်အဲ့လူတွေစီကိုသွားမယ်နော်မဲဘုံကြီးနိုင်ကြီးသွားမဲဘုံချက်ပိတ်ထားတဲ့မဲဘုံကြီးမဲလက်မတည်ကြီးသွားမယ်ကဲရောက်ခဏပေးအဲ့လိုသွားတဲ့ခါကျရင်မဲပေးတဲ့ခါမှာကွန်ရှင်ကသွားတဲ့ခါကျရင်ရုပ်ောက်ပွဲကိုယ်စလေတွေရှိဆန်းဆန်းဦးပါပါပဲပါတီပါတီဒီဒီရုပ်ောက်ကိုယ်စလေလိုက်လာသူတို့ရှိမှကဲသူကသူပေးလို့လက်လက်ပေးအဲ့တော့သူတို့ရှိမှမဲခေါ်အဲ့မဲဘုံနဲ့ထက်ကိုမဒီမှာဥပြူရက်ကွက်ကလေဦးနီတော့ပါစားသိချင်းပါနော် ဘယ်နှစ်ယောက်9ယောက်10ယောက်ဆက်တယ်ဒီနေ့မှာပေးတယ်အဲ့9ယောက်10ယောက်ဒီမှာစင်ကြီးမှာကတ်ထားတာနော်သူမေးတယ်မဲမဲမဲလက်မှတ်တွေကလည်းဒီထဲမှာရှိတယ်အဲ့တော့ဒီမှာ9ယောက်ဆိုဒီထဲမှာဘယ်လိုခုရှိရမလဲ9ခုဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ပါတီအများစုကတမတော်ဝန်တန်းတွေနဲ့အစိုးရဝန်တန်းတွေကို အတားအဆီးမရှိလွတ်လွတ်လပ်လပ်မဲဆွယ်နိုင်မှုအတွက်တောင်းဆိုခဲ့ကြသလိုမဲစင်းမှန်ကန်ရေးနဲ့ပတ်သက်ပြီးစိုးရိမ်ကြောင်းကိုလည်းဆွေးနွေးခဲ့ကြပါတယ် ကျွန်တော်တို့ပထမတစ်ဆက်အနေနဲ့အခုလိုမျိုးဟိုမှားယွင်းဟိုပိုနေရာတွေရှော့ဖို့ပေါ့နော်လိုနေရာတွေကိုဖြည့်ဖို့နောက်တစ်ခုကတော့မှားနေရာတွေပြင်ဖို့ဆိုပြီးတော့ပထမတစ်ဆက်ကတ်ပြီးတော့အခုလိုမျိုးလူဒုကိုအသိပေးပြီးတော့ဒါတွေကိုပြင်ဆင်ဖို့အချိန်ယူပြီးတော့ဆောင်ရွက်တာလည်းပဲဟိုကောင်းမွန်တဲ့အစီအစဉ်တည်ရပါဘူးဒီတက်ပို့ပြီးတော့ကောင်းအောင်လည်းကျွန်တော်တို့ဒီတက်ပို့ပြီးတော့မှန်မှန်ကန်ကန်ဖြစ်လာဖို့ဆိုတာကတော့ကျွန်တော်အဖွဲ့အစည်းအားလုံးပူးပေါင်းဆောင်ရွက်มาရပါမယ် မန္တလေးအခြေဆိုင်လူမှုရေးအသင်းအဖွဲ့တွေကလည်းရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ရက်တစ်ခုဖွဲ့စည်းပြီးတပ်ဆိုင်ရာအစိုးရဌာနတွေနဲ့ပါတီတွေကိုကူညီပေးသွားမယ်လို့ဆိုပါတယ်။သူတို့စောင့်ကြည့်နေပြီးတော့နောက်ဆုံးမှားမှထပ်ကန့်ကွက်တာမျိုးမလုပ်ချင်ဘူး။သူတို့စလုပ်ထဲရကျွန်တော်တို့ပူအောင်ပေါအောင်ဝိုင်းလုပ်ချင်တယ်။လူရင်ခိုင်းမှာဆိုသူတို့တိတ်တော့မလူတော့စကားပြန်မပြောင်းဘူးကျွန်တော်တို့ကျွန်တော်တို့အဲ့ဒီပူအောင်ဆောင်ရွက်ပုံစံစကားကန့်လန့်လာရှိတယ်။ကျွန်တော်တို့ရဲ့လုပ်ချင်တဲ့ပုံစံကဟိုဖြစ်သွားဖို့အတွက်ကို ခန်းဆိုင်ရာဝန်ထမ်းတွေလုပ်နေတဲ့အလုပ်အားလုံးကိုလည်းကြိုက်တဲ့ဟာခိုင်းဝိုင်းလုပ်ပေးမယ်ဒီနေ့အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တရားစုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအမျိုးသားဒီမိုကရေစီအင်အားစုပါတီအပါအဝင်ပါတီ၁၁ခုတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးကော်မရှင်နဲ့နိုင်ငံရေးပါတီတွေဒီနေ့တွေ့ဆုံတာဟာပထမဆုံးအကြိမ်ဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်းမှာအခုလိုတွေ့ဆုံဆွေးနွေးပွဲတွေကိုဇက်တိုက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်းသိရပါတယ်ရှင်။